me jure.

ူတော်သည်သူတော်ကောင်းပေါင်းတို့တရားကိုချစ်ခင်တရားကိုမြတ်တို့တရားကိုတန်ဖိုးထားကြတယ်အလုံးတော်ဗုဒ္ဓဘာသာဝင်သူတော်သည်သူတော်ကောင်းပေါင်းတို့ရှင်မြူနာဒအလူမင်္ဂလာပြုလုပ်ကြတယ်အကွေတိုင်းကြရာကြီးနမောမြို့နယ်ရှင်ဘန်တော်အုပ်စုဒေဂုံကျေးဘာနေနှစ်ဖက်မိဘများဖြစ်ကြတော်ဥတောင်းညွန်ဒေါ်တန်းတွင် ဥဒင်သောဒေါခင်ကျွေတို့ကိုရှေးဥဒင်မှုထား၍ရှမ်းပြည်နယ်ရှိပိုင်းတာချီလေးမြို့နေရွှေရည်ဥကုံတုံဆိုင်အလုဒါယကဥအောင်ဇော်လင်အလုဒါယကမဒေါ်ရည်ရည်မွန်တာချီယရနာမောင်စီလင်းထက်မောင်တူရာထက်သောမောင်ရွှေမြမင်းနေတမီလကညာ မမုံတန်တော်ချေသူရွှေယူကုန်တိုင်းမိသားစုတို့ကနေပြီးတော့ရှင်ပြုနာတလူမင်္ဂလာ အကျိုးဓမ္မပင်ကျိုးဓမ္မတပင်ဖြစ်ယနေ့1989ခုတရင်ကျော်နာပြီကျော်9ရက်နေ့ည15ရက်10လ2025ဘုဒ္ဓဦးနေ့ည9နာရီချိန်တွင်ပြောပွဲမျိုးရှိတုဒ္ဒဝိပဿနာရွှေပြည်သာအကြောင်းတိုင်း ဆရာတော်ဗရဏတာသနာဘိဝင်တတရမဘာလသီရိယင်္ဂနာအစိုးရဓမ္မသရိယဆရာတော်ဘုရားမနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းများကိုသူတော်ကျင်သူတော်ကောင်းပေါင်းတို့ဟာတရားရည်အမြိုက်စီတိုက်ကျွေးမိဖြစ်ပါ၍တရားဝတ်ချက်ခင်တရားကိုမြန်သူတရားကိုတန်ဖိုးတတ်ကြတယ်ဓမ္မမိတ်ဆွေသူတော်ကျင်သူတော်ကောင်းများသောသောစီစီပဲတွေ့ရောက်ပြီးတော့ တရားနာလာခဲ့ကြဘူးကုရုရှင်သေးနာရှင်လူဒါယကဒါယကမမများရဲ့ကိုသာလေးလေးသာသာပဲဖိတ်ကြအပ်ပါလေတရားဓမ္မချင်းမြဲဆရာတော်ဗရဏတာသနာဘိဝန္တတဓမ္မပါဠိဒေရီယင်္ဂနာအစိုးရဓမ္မသတိယဆရာတော်ဘုရားလည်းပဲကျောင်းတိုင်းမှာကြွားရောက်၍တည်င်းတုံးနေပါပြီတို့ပါတို့ကြောင့်မိမိတို့ရဲ့အိမ်မှုကိစ္စအဝဝပြုလုပ်ဆရာများပြုလုပ်ပြီးရင်ပြည့် တရားဓမ္မစီရင်ခြင်းမယာပဏိဒါရမဓမ္မယုံပဏိဒါရမဝါယုံကိုကြောင်းနိုင်အတွင်ဓမ္မတပင်စီရင်ခြင်းပါသည်မနတ်တော်တွင်တို့တရားတော်နာကြောက်ကြပါယံရှင်ဘန်တော်ဒေဂုအိုင်နာကြီးရွာကျမ်းမာရေးပညာရေးမိသားစုမြန်မာနိုင်ငံရဲ့တပ်ဖွဲ့တကမိသားစုအားလုံးတို့ဟာလေးလေးသာသာပဲတရားနာပိတ်ကြပါရဲ့ အလုံးတရားကိုမြတ်လို့ကြတယ်တရားကိုပိုင်ထိုင်ကြတယ်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဒီဖြစ်ကြပါသည်အဲ့တော့တရားဓမ္မမချင်းမိမှာဓမ္မသက်ကြရတဲ့အများရွတ်ကြမယ်အလုံးတော်ဝေတည်သူများလည်းပဲ တန်တော်နေကြီးမိမိတို့သူ့ရက်ကလေးမှာ သူ့ရက်ပြီးလောက်ပြီးတော့မကြခင်အချိန်တွင်းမှာဓမ္မဆက်ကြတရားများဖြင့်ပူတော်မှာဖြစ်ပါတယ်တို့ဘာလို့ကြောင့်မိမိတို့တာဝန်အတိအယူထားကြတဲ့ဝိအတေတို့ညာလည်းပဲမိမိတို့ရဲ့ခေါင်းဆောင်အဖွဲ့များဖြင့်ညှိနှိုင်းပြီးတော့နေရာများအတိအယူရဖို့အလုံးတော်ဓမ္မဆက်ကြဝိတုညာလည်းပဲဒီဒီသာသာပဲအတိပေးနှိုးဆော်အပ်ပါတယ် တရားနာကြမေအလုံးတော်ဓမ္မမိတ်ဆွေသူတော်တန်သူတော်ကောင်းပေါင်းတို့လည်းပဲယနေ့ညဒီမှာကုရုရှင်စေနာရှင်လူတိုင်းကဥအောင်တော်လင်အလို့မှလူတိုင်းကမတော်ရင်မှုမိသားစုတို့ကလည်းပဲအာဟာရဒါနာများဖြင့်ဧကံကျွေးမွေလှူဒန်းပြီးတော့မကြခင်ချိန်တည်းမှာဓမ္မတပင်စီကျမ်းမှာဖြစ်တဲ့အတွေ့ တရားကိုမြတ်လို့ကြရတယ်တရားကိုတံပိုးထားကြရတယ်အလုံးတော်ဗုဒ္ဓဘာသာဝင်သူတော်စင်များတရားတော်နာကြွရောက်ခဲ့ကြဖို့လေးလေးသာသာပဲနိဗ္ဗာန်ကျိုးမြှို့နှိုးတော်လိုက်ရပါတယ် ဗုဒ္ဓသာသနာတည်တံတိတ္တုတတ္တမောဗုဒ္ဓသာသနာတည်တံတိတ္တုတတ္တမောဗုဒ္ဓသာသနာတည်တံတိတ္တုတတ္တမောလေးစားရပါတော့ဒါနပိရတဓမ္မပိရတ ုသိုလ်ကောင်းမှုမြတ်ဓမ္မတို့နဲ့ဝိပျော်ကြတယ်တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဗျာဒီနေ့ချင်းခါတမရမြတ်လှစွာသော မင်္ဂလာအခါကာလကြီးမှာတတမသဝနာအတိတုံလိုပါဆိုတဲ့နာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါတမရကြီးဖြစ်ပါတယ်ဒါကြောင့်ပရိသမဇင်ညံမှာရှင်လို့ သာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာယခဲနာတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှဝင်နှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုကာရဝတက္ကစတရားများနဲ့တရားများကြွရောက်ဖို့ရဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင် လေးစားရပါတယ်။တရားချစ်ခင်သူတော်စင်ဓမ္မတန်ဘောကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းလို့ခင်ဗျာ။ဒီနေ့လောကမှာဆင်းရဲသားကတရားစကားပြောလာရင်ပတ်ဝန်းကျင်ကလူနေခြုံကြားစိတ်နေပုံပြားဆိုပြီးကဲ့ရဲ့တတ်ကြတယ်။အဲ့ဒီလူနေခြုံကြားစိတ်နေပုံပြားလူကပတ်ဝန်းကျင်ကိုဒုက္ခမပေးပါဘူး။ လူနေဘုံပြားစိတ်နေခြုံကြားသမားတွေကပတ်ဝန်းကျင်ကိုအကြီးအကျယ်ဒုက္ခပေးတတ်ပါလေ။ဒါကြောင့်လူနေခြုံကြားစိတ်နေဘုံပြားဒီလူလူစားကိုသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါ။လူနေဘုံပြားစိတ်နေခြုံကြားသမားကိုအာမကူပါနဲ့။ကြားစိုးထက်ဆိုးတယ်ဆိုတာမှတ်ထား ရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီကနေ့ချိန်ခါသမယကံသမားနဲ့ညံသမားတို့ရဲ့ဘဝနှိုင်းရှင်ပြရရင်ကာမတက္ကရာညံလောက်နဲ့တန်တရားလမ်းလျှောက်နေတယ်ဒုက္ကဋိခုနဌာနအမှန်ရောက်ပြီပဲစခမ်းမဆုံးလမ်းမဆုံးလို့ခန္ဓာ၅ပါးရပြီးအိုနာတိနေနဗန်းလုံးနေရဥမ္မာပါတရားချစ်ခင်သူတော်စင်တစ္ဆာအနုလောမညံမှတဆင့် ကုထုဇဉ်အတိဘာမှမရှိတော့တဲ့ကုတ္တဘူးညာပေါ့အောင်ဘဝတန်တရာမှာညာလန်းကလျှောက်တက်ရင်တန်တရာခီးဆုံးမယ်နိဗ္ဗာန်နဲ့အနည်းဆုံးခီးကို ရောက်နေပြီဖြစ်ပါလေတရားချစ်ခင်ပြုတော်စဉ်ဒါကြောင့်တန်တရာခီးကိုကံသမားကပတ်လန်းကလျှောက်တယ်ညာသမားကတော့ဖြတ်လန်းကလျှောက်ပါလေတရားချစ်ခင်ပြုတော်စဉ်ဤတို့ဤနေတန်ဝေကအဖျားဖျား ရစေရပြဖြစ်တယ်တဒ္ဒနတံ္ဗရာနီးအဖျာပြာနဲ့အများတသိန်းကိုတရားအလင်းပြမယ်မန္တလမာလဓမ္မသွင်တို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလေးလေးစားစားကာရဝတရားနဲ့ဖိတ်ကြားအပ်ပါလေတရားချစ်ခင်ပြုတော်စဉ်ဒီကနေ့လောကကြီးဟာအသွင်သဏ္ဍာန်တွေတိုးတက်ပြီးအမြင့်မှန်တွေကျွပြနေတဲ့လောကကြီးက လောဘကြီးအောင်လုပ်နေပါလေလောဘကြီးရင်ဖះရှင်ကလောဘောစာဝိနာတမူလန်းနဲ့ပျက်စီးရခြင်းရဲ့မူလအကြောင်းရင်းတရခါဟာလောဘပဲလို့ဖះခေါ်ပါလေဒီလောဘကြောင့်သီလပြစ်တယ်ဒီလောဘကြောင့်ဒီယာဒီတွေပြစ်ရတယ်ဒီလောဘကြောင့်ဒီလောကပြစ်ရတာပါဒါကြောင့်ဒီကနေ့အများပြောနေတဲ့ ကဘာကြီးပူနွေးလာရတဲ့အကြောင်းကိုမှတ်ဆရာဆရာကျန်ကကြည့်ရင်ဒသနတံ္ဗရာအသိမြင်ကတော့လောဘဒေါသမောဟတရားတွေစုပွက်ကမူဆိုးလာလို့ကဘာကြီးကလည်းလူပြက်ကအပူကိုယ်တွေထွက်လာရခြင်းမှတရားချစ်ခင်ကြတော့စင်အဲ့ဒါတရားခံဘသူလဲဆိုတော့လောဘပါပဲအဲ့ဒီလောဘတရားဟာပြိမ့်မိဖို့ခက်တယ်လို့လောကသားများကလည်း အစိမ့်မိလို့အသက်တူနေကြပါလေတနာစရာကောင်းလာတဲ့လောကဓာရီဟာမောဟဆိုတဲ့တရားကြောင့်မကောင်းတာကိုအကောင်းထင်ကောင်းတာကိုတော့မကောင်းထင်ပုထုဇဉ်အမြင်တွေဟာဒီကနေ့စာဝတ်နေရအတွက်နေမအာညာမအာလှုပ်ရှားနေရတယ်အလုတ်တွေကနေမအာညာမအား စားနေရတာကအစိတ်တွေသာများပါလေ။သွားနေကြတာကအဟိတ်ပြေကိုပါ။ဒါကြောင့်ဒီနေ့ပုထုဇဉ်သဘာဝအယောင်အဆင်းရှိတဲ့အစားအစာကိုဓာတုပစ္စည်းများနဲ့အယောင်ချွတ်ကစားနေကြတာကအစိတ်ကိုစားနေခြင်းပါပဲ။အယောင်မရှိတဲ့အစားအစာကိုအယောင်ဆိုးပြီးစားတာကလည်းပဲအစိတ်ဖြစ်အောင်အစိတ်တွေကိုစားနေကြတာပါ။ဒါကြောင့် တရားနဲ့ချွတ်လင်းအများပဲဇွဆွဲနေတာကြောင့်အကြောင်းမမှန်လို့အကျိုးမမှန်တယ်လို့ပိုးဖလန်းလိုမိကိုတိုးကိုကျိုးနေဖို့အကြောင်းဖန်တဲ့တရားခံကတော့ဘောဟာဆိုတဲ့အဝိဇ္ဇာပါပဲတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီနေ့ချိန်ခါကာလတနာစရာကောင်းလာတဲ့ပုထုရှင်ဘဝဤကဲ့သို့အဝိဇ္ဇာတရားမောဟတရားတွေကြီးမားလာရခြင်းဘာကြောင့်လဲလို့ဆိုရင်ဖြင့်ပောက်ပင်ဘာကြောင့်ကဲရတယ် ောက်ပင်ကိုင်းတာဂျိုင်းနာလို့ပါဂျိုင်းနာဘာလို့နားရလဲငါပေါ်လို့နားတာပါငါဘာလို့ပေါ်တာလဲကျွဲလူးလို့ပေါ်တာပါကျွဲကဘာကြောင့်လူးတာလဲဖြုတ်ကြိုက်လို့လူးရတာပါဖြုတ်ကဘာလို့ကြိုက်တာလဲမိုးရွာလို့ပါမိုးကဘာလို့ရွာတာလဲဖားအော်တာကြားလို့မိုးရွာတာပါဖားကဘာလို့အော်တာလဲငွေကြိုက်လို့ဖားအော်ရတာပါငွေကဘာလို့ကြိုက်တာလဲအစာစားလို့ 不要改呀，姐吗？啊，啥个八路杀来里？看那西路杀杀来吧？啊，你看那个八路是来？